မင်္ဂလာပါ ATW Engineering Group ကနေဒီနေ့မှာတော့မြင်းငရင်တန်ခမ်းနိုင်တဲ့ခိုင်မာတဲ့ RCC အဆောက်အဦတစ်ခုကိုတိဆောက်ဖို့ဘယ်ပစ္စည်းတွေကဘလို့အရေးပါလဲဆိုတာပြပြပြီးတော့မှာပါ RCC ဆောက်ဦးရဲ့အဓိကကြတဲ့ပစ္စည်းနှစ်ခုကတော့ကွန်ကရစ်နဲ့တန်ချောင်းပါပဲ။ကွန်ကရစ်ကဖိအားတံခါးကိုအဓိကခံနိုင်ရည်ရှိပြီးသူ့ရဲ့အရေးကြီးဆုံးခုန်တက်တီတစ်ခုကတော့ဖိအားခံနိုင်ရည်အား compressive strength ပါ။ ကွန်ကရစ်ကမကြိုးပဲ့ခင်အမြင့်ဆုံးဖိအားဒဏ်ကိုဘလောက်အထိခံနိုင်လဲဆိုတာကိုဖော်ပြတာပါမြန်မာ National Building ကိုအရငင်းရင်တန်းခံမှု N21 3000 PSI ဖိအားခံနိုင်ရည်အားရှိတဲ့ကွန်ကရစ်ကို အနည်းဆုံးအသုံးပြုရပါမယ်။မြင်မာတဲ့ compressive strength ရှိတဲ့ကွန်ကရစ်ဥပမာ N25 N30 တို့ဟိုဒီတဲ့ပုံမြင့်တဲ့အဆင့်တွေကငင်းရင်တန်းကို ပိုမိုခံနိုင်ရည်ရှိပါတယ်။ နောက်ထပ်ကွန်ကရစ်ရဲ့အရေးပါတဲ့ဂုဏ်သတိတစ်ခုကတော့မာကျော်မှုပါ။ဖိအားခံနိုင်ရည်ကောင်းတဲ့ကွန်ကရစ်ကမာကျော်မှု ကောင်းနေပါပဲ။ကွန်ကရစ်ကဆန်အားဒဏ်ကိုခံနိုင်ရည်အလွန်အားနည်းပါတယ်။၎င်းရဲ့ဖိအားခံနိုင်ရည်အားရဲ့10က15ရာခိုင်နှုန်းလောက်သာရှိပါတယ်။ဒါကြောင့်ကွန်ကရစ်ရဲ့ဒီအားနည်းချက်ကိုဖြည့်ဆည်းဖို့အတွက်တန်ကြောင်းတွေကိုအသုံးပြုတာဖြစ်ပါတယ်။ ဒါပြင်ကွန်ကရစ်မှာတွန်းဆန့်ခြင်းနဲ့ကြုံဝင်ခြင်းဆိုတဲ့ဂုဏ်သတိတွေလည်းရှိပါတယ်။ဒီဂုဏ်သတိတွေကြောင့်အချင်းကြာလာတာနဲ့အမျှပုံတံပြောင်းလဲမှုတွေအကွဲကြောင်းတွေဖြစ်ပေါ်နိုင်တာကြောင့်ဒီဇိုင်းဆွဲတဲ့အခါတေချာထေသွင်းစဉ်းလာဖို့လိုအပ်ပါတယ်။ကွန်ကရစ်ရိပ်တားရှည်ခံမှုဟာလည်းမရှိမဖြစ်ပါပဲ။ရာဒီဥရုတံဓာတုပေတော့ပစ္စည်းတံနဲ့အခြားပျက်စီးယိုရင်မှုတွေကိုခံနိုင်ရရှိမှရေရှည်ခိုင်မာမှာပါကွန်ကရစ်ရဲ့အကြီးအသေးကောင်းမွန်ဖို့အတွက် ရောစာတွေဖြစ်တဲ့ကြောက် တဲ့ရဲ့ခိုင်ခတ်မှုနဲ့အရွယ်စားဖြန်မီမှုမှန်ကန်တဲ့ပေးလက်မီအမျိုးအစားနဲ့တန်ရှင်းတဲ့ရည်တွေကိုအသုံးပြုဖို့လည်းလိုအပ်ပါတယ်။ဒီပါဝင်ပစ္စည်းတွေကကွန်ကရစ်ရဲ့ခိုင်ခတ်မှုဒါမှမဟုတ်တာရှည်ခံမှုကိုထိခိုက်စေမယ်။မတန်ရှင်းမှုတွေကင်းစင်ရပါမယ်။ ရေဘေးလက်မီရောစာမှု water cement ratio ကလည်းသတ်မှတ်ထားတဲ့အတိုင်းဖြစ်ရပါမယ်။ဒါအပြင်ကွန်ကရစ်ကိုဖြောဆက်သွန်းလောင်းပြီးနောက်မှန်ကန်တဲ့ကွန်ကရစ်အရေသွေးရဖို့ curing အပူချိန်နဲ့အစိုးဓာတ်ထိန်းသိမ်းခြင်းပြုလုပ်ပေးဖို့ကလည်းအရေးကြီးပါတယ်။နောက်ဆုံးအနေနဲ့ကွန်ကရစ်ရဲ့ရေစိမ့်ဝင်နိုင်မှုဟာလည်းအရေးကြီးပါတယ်။ ရေစိမ့်ဝင်နိုင်မှုနိုင်လေလေကွန်ကရစ်ပိုတာရှိခန့်နီးရေနဲ့တာထုဗေဒပစ္စည်းတွေစိမ့်ဝင်မှုနည်းပါတာကြောင့်ထန်ချောင်းထန်ကြီးတက်ခြင်းနဲ့ကွန်ကရစ်ပျက်စီးခြင်းတို့ကိုကာကွယ်ပေးနိုင်လေလေပါတယ်။ဒီလိုသတ်မှတ်ထားတဲ့ပစ္စည်းကုန်သတ်တီတွေကိုစနစ်တကျရွေးချယ်အသုံးပြုခြင်းဖြင့်ငရင်တန်းကို အမြင့်ဆုံးခန့်နိုင်ရရှိရဲခိုင်မာလောင်ကျုံနဲ့ RCC စောက်ဝတွေကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ဒီဗီဒီယိုကနေအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။တင်းရဲ့အမြင်တွေကိုလည်း comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့လို့ရပါတယ်။